တော်မြင့်စမြတ်အားလုံးမင်္ဂလာပါဒီနေ့25ရက်6လ2025ညနေပိုင်းစီစဉ်စီစဉ်ပါစီစဉ်လေးပါကမ်ဘီယာနဲ့လော်ဂီပညာစီစဉ်ခန်းကဏ္ဍနေပြီးတော့ညဝေးပြနေခြင်းဖြစ်ပါတယ် ကျွန်တော်ဆရာနိုင်အောင်ဝင်းမှာအပမင်းသိခတပိအဲ့တော့ဒီနေ့ဆိုရင် ကျွန်တော်တို့ရဲ့အနန္တချေဆိုရှင်ဆရာသခင်အပမင်းသိခရဲ့မွေးနေ့မွေးနေ့ရောက်တိုင်းရောက်တိုင်းမှာကျွန်တော်တို့အပပုံမစကားလေးတွေမွေးနေ့တိုင်းပြောဖြစ်ပါတယ်နော်အဲ့မွေးနေ့တိုင်းပြောဖြစ်တဲ့အခါကျတော့ အလုတ်နဲ့ပတ်သက်ပြီးတော့စူးစမ်းနေခြင်းဒီမိမိအတွက်သင်္ဆရာပြလုပ်ငန်းပေါ့နော်ဘာမှမလုပ်ဖဲနဲ့ဒီတိုင်းမသွားနိုင်မယ်ဆိုလို့ရှင်ဘာမှဖြစ်မလာဘူးပေါ့နော်ဘာမှဖြစ်မလာအတက်ကြီးသွားမယ် အသက်ကြီးရယ်ဆိုတာကတကယ်တော့အချင်းကိုဖြုံးတိပလိုက်တာပြောခြင်းဖြစ်ပါတယ်အဲဒီတော့မိမိအသက်တနည်းနဲ့တနည်းကြီးသွားခြင်းဒီအချင်းတွေကုန်ဆုံးသွားခြင်းလို့အထိပ္ပာယ်ရပါတယ်အဘဆိုလို့အချင်းတွေတပေါ်ကပေါ့နော်အဲဒီလိုကျွန်တော်တို့အဘဘာအဘမိနေကအဲဒီလိုအချင်းကုန်ဆုံးတဲ့အခါမှာကောင်းမြတ်သောအချင်းကုန်ဆုံးခြင်း နော်မိမိတွေကောင်းအောင်ကောင်းချောင်းမိမိရတဲ့ဘောက်တစ်ဆင့်အများတွေကောင်းအောင်ကောင်းချောင်းလုတ်ကင်ဆောင်ရွက်နိုင်ရမယ်တာဆုံးခြင်းမဖြစ်အောင်ပေါ့နော်တိုးတက်ချင်တာဖြစ်နေရမယ်ဒါကိုရင်း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 ချင်းဖြစ်ပါတယ်နောက်တစ်ခုကကိုအလုတ်စူးစားထားတဲ့လူတယောက် တမယုချက်လုပ်ငန်းဆောင်ရွက်နေတဲ့သူနဲ့တမယုချက်ဆိုတာစီးပွားရေးပုံမှန်လုပ်နေတဲ့သူပေါ့နော်စီးပွားရေးနဲ့ပတ်သက်နောက်တစ်ခုကစီးပွားရေးနဲ့ပတ်သက်ပြီးလုပ်ငန်းဆောင်ရွက်နေတဲ့သူဆိုတာရော့ကီလုပ်ငန်းပေါ့နော်ဒီနေရာမှာလောကုတ္တရာနဲ့တွဲပြီးတော့လုပ်ငန်းဆောင်ရွက်ထားတဲ့သူကြတော့ပိုအားရှိတယ်အားရှိတယ်အတိတ်တန်ဝင်ထားတာတို့ပြီးစိတ်ထားတာတို့ပေါ့နော်အဲဒီလိုလုပ်ငန်းဆောင်ရွက်နေတဲ့သူကြတော့သူတာမန်ထက်ပို့ပြီးတော့အားကောင်းတယ်ဩဘယ်လိုအခက်အခဲမျိုးတွေပဲကြုံကြုံကိုဟာ ကောင်းမှုကုလို့နဲ့ဖြတ်တန်းခဲ့တာပဲကိုယ့်ရဲ့လှုပ်ဆောင်ခြင်းဒီနော်စင်ကြယ်ခြင်းနောက်တတ်မှတ်ခြင်းခြေရင်ခြင်းတတိရှိခြင်းနေပေါ့နော်ဒါရခြေရင်တတိတွေကတော့တူပါပဲဒါတွေကကိုဗာရာကြီးနဲ့တွဲဖက်ပြီးတော့လုပ်ငန်းဆောက်တဲ့ခါကျတော့ငါဟာ တမျိုးချက်ဖြတ်တန်းနေတဲ့လူမဟုတ်ဘူးပေါ့နော်တကယ်လှုပ်တဲ့လှုပ်ထိုက်တာတွေနဲ့တွဲဆက်ပြီးတော့ဘဝကိုဖြတ်တန်းခြင်းဖြစ်တယ်ဒီအတွက်ငါမှအားငယ်စရာမရှိဘူးနော်တုံ့လို့စရာလည်းမရှိဘူးအော်ဒါတော့ပြောချက်ဖြစ်ပါတယ်တကယ်တော့အသက်တွေကြီးသွားခြင်းဟာအချိန်တွေကုန်ဆုံးခြင်းပဲလို့ပြောခြင်းဖြစ်ပါတယ်အဲ့တော့ဒီ မိမိအသက်လို့ပြောရတာ ਨੇ တကယ်တော့အချိန်ဖြစ်ပါတယ်နော်အချိန်ကိုပေါင်းစည်းပြီးတော့ပြီးဆုံးခဲ့ခြင်းအချိန်နေဖြတ်တန်းခဲ့ခြင်းအချိန်နေကိုလွမြောက်ခြင်းပုံဆုံးခဲ့ခြင်းဒါကိုပြောခြင်းဖြစ်ပါတယ်အဲ့တော့အသက်ကြီးကြီးခြင်းသည်အချိန်နေကိုပုံဆုံးခဲ့ခြင်းဖြစ်တယ်အဲ့ဒီအချိန်နေထဲမှာ ကိုဘောအတွက်အမှတ်တရတော်လကောင်ကောင်းကြတဲ့ကိစ္စတော်လကောင်ဟုတ်လားဒီထဲမှာတနေ့တနေ့ကြည်တိုင်းမှာဒီနေ့ထဲမှာကိုကဘာကြီးလုတ်ခဲ့လဲဘာကြီးမှတ်တိုင်ထုတ်ခဲ့လဲစသဖြင့်ပေါ့နော်ဘလောက်စူးစားအားထုတ်မှုရှိခဲ့လဲပေါ့အာဒီတဘောဒီတဘောမျိုးတက်ရောက်တယ်ပေါ့နော်လုံနိုင်တဲ့ကောင်းမြတ်တဲ့ဆန္ဒတွေကိုရင်ရစ်စုရှင်မှန်းပြီးတော့ကိုယ့်ဆန္ဒပေါ်မှာကောင်းမြတ်တဲ့အခြေခံကောင်းမြတ်တဲ့ နှလုံးမူပြီးတော့လုံငန်းဆောင်ရွက်နေခြင်းသည်ကောင်းဆုံးဖြစ်တယ်။ကောင်းစိတ်မွေးခြင်းသည်အလိုလျောက်သူ့အတူရောက်လာခြင်းမဟုတ်ဘူးပေါ့နော်။ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု စိတ်ပိုင်းဆိုင်ရာက ကောင်းစိတ်ကို ကိုယ်ကိုယ်တိုင်တည်ဆောက်မှဖြစ်တယ်။ကိုယ်ကိုယ်တိုင်တည်ဆောက်မှဖြစ်တယ်။အဲဒါအတတ်ပညာရှိခဲ့တယ်သင်သင်ယူကြတယ် အသက်ပညာတိုင်းမှာအရွယ်အစားလိုက်သင်ယူကြတယ်တက်တော့ကဲသွားကြပြီလူနေရာနဲ့တူတောက်စီနေကြကုန်ပြီတို့တော့ဒီထက်ကနေပြီးတော့ဂျာကိုတွေးတော့သင်ကျင်မှုတွေပညာဆွတ်ထက်မှုတွေသိကျင်မှုတွေအပါလို့လည်းမရဘူးလို့ပြောချင်ပါတယ်နော်အဲ့တော့ကျွန်တော်လည်းချွန်နေတကောင်းပါပဲကျွန်တော်ဒီဗီဒီယိုပညာနဲ့ပတ်သက်ပြီးတော့ဒီကိန်းနဲ့ဒီကန်း နောက်ဒီလိုလိုမဲ့ဒီခြေရေရလုံးလိုက်အောင်အောင်မြင်မယ်ဒီမိတ်ဆရာသူကခက်ခဲဖြစ်နေတယ်ဒီခြေရေပြလိုက်ရင်အောင်မြင်မှုအပြည့်အဝဖြစ်ရမယ်နော်ငါဒီဒီအတွက်ပညာပြင်ယူကြရဖြစ်တယ်ဒီအတွက်ခွန်ရသားသီးတွေကကိုင်ကြီးဖို့အတွက်တင်ယူထားခြင်းဖြစ်တယ်အဘမေဒီကတ်ထမတစ္ဆာဆိုပြီးတော့တင်ယူထားခြင်းဖြစ်တယ်ဒီတစ်ပတ်မျိုးကိုကအပြည့်အဝခိုင်မာပြီးတော့ကျွန်တော်တို့လည်းခွန်ရသားသမီးတွေကိုဗီဒီယိုဟောပြောခြင်းခြေရေပြခြင်းဆောင်ရွက်နေခြင်းဖြစ်ပါတယ်ကျွန်တော်တို့အားကိုအဲ့လို ကိုကိုအာကိုမှုရှိသလိုအဖရဲ့ပြင်ညာတဲ့ကိုလည်းအာကိုရတယ်အထူးအားဖြင့်ပြောမှဆိုရင်ဒီနေ့ကြောက်ရောက်တဲ့မွေးနေ့ဟာအဖရဲ့တကယ်ကျွန်တော်တို့ရဲ့အနန္တကျေးဇူးကြီးဆရာသခင်အဖမင်းရဲ့မွေးနေ့ဖြစ်တဲ့အတွက်ကျွန်တော်အဖပညာရဲ့နဲ့ပတ်သက်ပြီးတော့လောကလောကမှာရှက်တည်နေခြင်းဖြစ်ပါတယ်နေ့စဉ်ဖရာစီကိုတဲ့အခါမှာလည်းအဖကိုအဖကိုဖြစ်ခြင်းနဲ့ဆန္ဒနော်အဖရဲ့ရှောက်လျာဘုံဌာနမှာလည်းအဖကိုကျင့်စဉ်တွေတွားနေမယ်ဆိုလို့ရှင်အဖလိုချင်တဲ့ကျင့်စဉ်တွေအတိတ်ထန်နေ အဖလွန်မြောက်ခြင်းတော်ကူးမြောက်ခြင်းတော်အဖဖြစ်စေခြင်းတော်စန္ဒထားရကြပါစေသူနည်းသူစွာအကျွန်ုပ်တို့ယူခရမြကုလိုကောင်းမှုတွေကိုအဖကိုနေ့စဉ်နေ့တိုင်းအမြတ်ပေးဝါရယ်ညတိုင်းမှာညတိုင်းဖျားရှိကိုယ်တိုင်းမှာကိုယ်ဆရာသခင်အနန္တကျေးဇူးရှင်အဖမင်းသင်္ခါကိုညစဉ်ဖျားရှိကိုယ်ကတော့ဖျားရှိကိုယ်တဲ့မှာအမြဲကြောရှိပါတယ်မိဘတွေကြောပါတယ်ဆရာသမားတွေကိုကြောပါတယ်ဒါကြောင့်မလို့ ကျွန်တော်တို့ရဲ့အနန္တကျေးဇူးရှင်ဆရာကြီးအပါမင်းတင်ကိုဘယ်တော့ခါမှနော်နေ့စဉ်မိတဲ့ရဲ့မရှိပါဒါဖြင့်အချိန်တိုင်းရောမိနေတာအချိန်တိုင်းများစွာလဲနိုင်ပေါင်းများစွာအချိန်တိုင်းကိုလစ်လူရှုခြင်းမရှိပါမိပြစ်ခြင်းမရှိပါအဲ့ဒီတရားဝင်လာပြီဆိုတော့အပောက်တန်းပြီးတော့ဒီလိုတွေ့တယ်ဒီလိုခြားတယ်ဒီလိုသွားတယ်ဒီလိုခေါ်တယ်ဆိုတာကအော်တိုကျွန်တော်ရဲ့မျက်စိရှိတယ်မှာ အမြဲတမ်းဝင်လာခြင်းတရေရနေခြင်းပေါင်းမိခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့အဘရဲ့အခုလိုဝင်နေမှာလေအခုလိုဂျွန်လာတိုင်း25ရက်နေ့25ရက်နေ့အဘရဲ့မွေးနေ့တိုင်းမွေးနေ့တိုင်းဟာအဘရဲ့အနေနဲ့ရကတပိတပန်းနေလေသူ့နေရာနဲ့တူအဘအတွက်ကုလိုကောင်းပြုခဲ့သလိုကျွန်တော်တို့ဆိုရလေအဘရဲ့ညစဉ်ညတိုင်းအဘနဲ့ပတ်သက်ပြီးတော့ နေ့စဉ်ကုလကောင်းမှုပြုလို့လက်ရှိပါတယ်ဆိုတာဒီနေရာလေးပြအဘအဘကိုတိုင်တယ်ပါတယ်လို့နော်ဒါကဒီနေ့တော့အဘမင်းနေကရဲ့ကောင်းငယ်ရေရာတဲ့ဒီမှာကျွန်တော်အမြဲတမ်းအော်ဒီရပိုင်ထဲမှာဂျူဂျာဂျူဂျာကာလာမှာကျွန်တော်အပတ်စဉ်ဟော့စရန်နေတင်တဲ့ကာလာလွဲလို့ပေါ့နော်ဂျာဂျာကာလာတွေမှာတော့ကျွန်တော်အခုလို့ကမ်ဘီယာနဲ့လော့ကင်ပညာဗီရင်ရေရာနဲ့ပတ်သက်ပြီးတော့ချက်ပြီးတော့မျှဝေပြည့်ရှိပါတယ် အဲ့တော့ဒီနေ့မှလည်းကျွန်တော်ရဲ့အဖရဲ့အဖမိနေကဒီနေ့ဒီနေ့လိုနေ့မွေးနေ့အတွက်အထူးအမြတ်မွေးနေ့အကြောင်းပြောရင်းနဲ့အဖမိသိခရဲ့ကျေရရနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့မျှဝေပြီးတော့ပြောပါရစေဒုက္ခ၃မျိုးပေါ့နော်ဒုက္ခ၃မျိုးဆိုတော့လူတိုင်းမှာတော့ခုနစီးပွားရေးချမ်းသာရေးလူမှုရေးလူမှုရေးဆိုတော့အမှုခွင့်ကိစ္စတွေပါပါပေါ့လူမှုရေးတွေမှာလူမှုအရေးတွေမှာနော်တရားတော်ပြရ တယောက်နဲ့တယောက်ပြိပကဖြစ်ခဲ့တာတွေနော်အမှုခင်းရင်ဆင်ရတဲ့ကိစ္စတွေအဲ့တော့ကျမတို့ဆိုရင်စီယုံစီကံနဲ့ပတ်သက်တဲ့ကိစ္စတွေစီးပွားရေးဆိုရင်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေဒီထဲမှာမှနောက်တစ်ချို့ဆိုလို့ရှိရင်ကျမတို့ဆိုလို့ရှိရင်ရိုးရိုးကျမတို့မဟုတ်ဘဲဘယောကပုံစံမျိုးဖြစ်နေတဲ့အရာတွေနော်အလိုက်ခံဆိုရင်လည်းလူရဲ့အလိုက်ခံမျိုးပုံစံမျိုးမဟုတ်ဘဲနဲ့တချို့နတ်ဘယောကနတ်လိုက်ခံနေဟလာအလိုက်ခံနေဒါဒီလိုကိစ္စတွေပေါ့နော်ဒီလိုကိစ္စတွေဆိုတော့အဲ့တော့တနေ့ကိုဒုက္ခ သုံးမျိုးဆိုတဲ့အပိုင်းလေးတွေနဲ့အဲ့ဒီသုံးမျိုးတွေမှာကျွန်တော်ပြပိုက်တယ်မှာကိုမိတ်ဆွေများကကိုနဲ့များညီဆွေမှုများတိုက်ဆိုင်မှုများရှိနေခဲ့ပါတယ်ဆိုရင်အခုပြည့်ရဲ့ရေရာလေးကိုဆောင်းလိုက်ပါအောင်မြင်တော့ပါလိမ့်မယ်လို့မျှော်ပြီးဖြစ်ပါတယ်နော်။အော်ပထမဦးစွာကျွန်တော်ပြောပြပြီးမှာပထမကတော့မိမိကိုနော်မမြင်နိုင်တဲ့အတိုက်ခံနောက်ဆက်တွေကြုံနေလားဆိုတာနှက်ညူတာတို့ဘယောကပူဆက်ခံရတာတို့ပေါ့နော်။နောက်တစ်ခုက လူလူချင်းအတိုက်ခံဖြစ်တယ်ဆိုတော့ရှင်အမှုခင်းနေချီအောင်ဖြစ်နေသလားဆိုရက်အကြောင်းဒီဒီကိစ္စတစ်ခုတွဲကြရပြီးမှဖြစ်ပါတယ်မမြင်နိုင်တဲ့အတိုက်ခံလို့အတိုက်ခံကြုံနေရခြင်းနဲ့မြင်နိုင်တဲ့အတိုက်ခံပေါ့နော်မမြင်နိုင်တဲ့အတိုက်ခံကတော့ပျောကပေါ့ဗျာပြောမှဆိုနှညိုးတာတော့ပျောကပြစားဆိုရင်တိုက်ခဲ့တဲ့အကြောင်းလို့ပေါ့နော်နောက်တစ်ခုကတော့လူလူချင်းအတိုက်ခံဖြစ်ပြီးအမှုခင်းနေဖြစ်နေတာတော့အကယ်၍များအဲ့လိုဖြစ်နေခဲ့ရင်ခြေလက်ရင်ကချွင်းနေတွေကိုမိမိနော်ပစ္စည်း နော်ပစ္စည်းပစ္စည်းရပစ္စည်းပစ္စည်းရနော်ပစ္စည်းဆွတ်နာတော့ဖလူဒန်းနာတော့ပေါ့နော်အဲ့လိုမျိုးလေးတွေစားပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကိုယ့်အိမ်မှာရှိတဲ့ကိုယ်လိုအတဲ့အတဲ့ဆန်းဝယ်ရဖြစ်ဖြစ်ကိုယ်ရံပစ္စည်းပဲဖြစ်ဖြစ်ပေါ့နော်ပစ္စည်းပစ္စည်းကလှူဒန်းတာနော် နောက်တွန့်တာလို့ဆွန့်တာပေါ့ဥပမာတချို့ဆိုလို့ခြေလင်းကကျွင်းနေဆိုရင်ဥမာချောက်ကျွင်းနေဆိုရင်ချောက်ကျွင်းနေတဲ့သူကဟိုဝီချဲလူတန်းမှဖြစ်ဖြစ်တောင်ဝေးလူတန်းသားပဲဖြစ်ဖြစ်ပေါ့ဗျာတဲ့မှာဆိုလို့ရှိရင်เนาะလက်တစ်ခုခုဖြစ်နေတဲ့ဆိုလို့ရှိရင်တွဲတဲ့ခြေလက်အင်္ဂါနဲ့ပတ်သက်ပြီးဟိုဆက်ဆိုင်တဲ့အရာကိုဟိုကလူတန်းခြင်းဆွန့်ကျဲခြင်းပြုလို့ဆောင်းတော့မှဖြစ်ပါလေเนาะအဲ့လိုလုပ်တာတမိမိမှာရှိနေတဲ့ခက်ခဲတွေအဲအခုနပြောတဲ့နတ်ညိုတာပြောကညိုတာတွေအမှုပြင်းရှင်ဆိုင်ရတဲ့ရတ်တန်တောင်ဖြစ်ပါလေเนาะအဲပထမ ဒုတိယကိစ္စတစ်ခုကကိစ္စတစ်ခုကအစာရင်ယောဂဖြစ်နေတာတို့စီယောဂဖြစ်နေတာတို့ဒါကျမိုက်နဲ့ပတ်သက်တာပေါ့နော်အစာရင်ယောဂတို့စီယောဂဖြစ်နေတာတို့ကြတော့ဒီရေအိုးခွဲရပါတယ်နော်အိမ်မှာရှိတဲ့ရေအိုးကဟိုရေကောင်းတာဖြစ်မကောင်းတာဖြစ်ပါရေအိုးအဲရေအိုးခွဲရတာနော်အဲခွဲလိုက်တာနဲ့အဲ့ဒီယောဂတွေတက်တာပြောင်းခွင့်တက်မှာဖြစ်ပါတယ်ရေရာကထည့်ရပါမယ်မိမိမှာစီယောဂဖြစ်နေတာနောက်တစ်ခုက အစာရင်ယောဂဖြစ်နေတာပေါ့နော်အဲ့တော့အစာရင်ယောဂဖြစ်နေတဲ့ဆီယောဂဖြစ်နေလို့ရင်အိမ်မှာရှိတဲ့ရေကိုခွဲလိုက်ပါနော်အဲ့အဲ့ယောဂကြီးတတ်တာပြောခွင့်တော့ပါလိမ့်မယ်နောက်တစ်မျိုးပြောပါမယ်နောက်တစ်မျိုးကတော့နော်အမှုဖြစ်ပြီးရောမပြီးဆုံးမနဲ့တောကဖြစ်နေတာပေါ့နော်အမှုတွေရှင်နေတာတော့ပါလို့ပါအမှုဖြစ်ပြီးရောတောကရောက်နေတာအဲ့အတွက်အကယ်၍မြတ်မိတ်ဆွေအမှုဖြစ်နေလို့တောကတွေရောက်နေတယ်ဆိုလို့ရှိရင်နှကိုင်းမယ်တော့ဒိဋ္ဌံပြူပါတဲ့နော်အဲ့တော့ နောက်တစ်ခုကဒီဘယင်တပါဘယင်ကလည်းဟောဖုံဖုံဘုံကြီးတဲ့ဘယင်ပေါ့နော်ဘုံကံကြီးတဲ့ဘယင်တဲထားတဲ့ဖရားမှာနော်ဧကရိညွတ်လှူပါတဲ့နော်ဧကရိညွတ်လှူပါအဲ့လိုကဆူတောင်းပါနော်အဲ့လိုကမရဧကရိဧကရိညွတ်မရရင်ဘုံညွတ်လှူပါဘယ်နှညွတ်ဖြစ်ရတယ်နော်ဧကရိညွတ် သူကအေကရက်ညွတ်မရလို့ရှင်အုံညွတ်လှူပါလို့အေးအဘအဲ့လိုပြောပြောထားပါလေဖတ်ပြပါမယ်မိတ်ဆွေတို့မှာဟလာအမှုခင်းဖြစ်ပြီးတော့ကတွေကြုံနေရတယ်စိတ်တွေညစ်နေရပြာနော်စိတ်ဆင်းရဲမှုတွေကြုံနေရတယ်ဆိုရင်နှကဲမယ်တော့ခြံမှာအထူးကြံပြုပါအဲ့လိုထိကြံပြုတယ်အကျွန်တော်အမှုခင်းကြုံနေရပါတယ်နော်အဲ့အတွက်အကျွန်တော်ဒီနော်ဖုံးကြီးတဲ့ဒရင်တည်ထားတဲ့ဖရားပေါ့နော်အရိကဆိုတော့ဒါက ဘယင်တပါးပါတည်ထားတဲ့ဘယင်ရဲဘုံကံကြီးတဲ့ဘယင်နော်ဘုံကံကြီးတဲ့ဘယင်တည်ထားတဲ့ဖရာမှာအစ်တို့ဒီအညွန့်လှူဒန်းပါတယ်အဲ့ဒီအတွက်လည်းဘယင်ကြီးလည်းမေတ္တာပို့ပါတယ်အမြပေးပါပါတယ်နောက်နှစ်ကလေးမေတ္တာပို့လည်းမေတ္တာပို့ပေးပါမယ်အခုကျွန်ုပ်ကြုံတွေ့နေရတဲ့အမှုကင်တော့ကမနမြငိမ့်ပါစေငိမ့်အောင်လည်းကိုကြီးစောပေးနေပါစေလို့အဲ့လိုဆုတောင်းအောင်ပါဖြစ်ပါတယ်နော်အဲ့လိုဆုတောင်းလည်းပြီးမှရှိတယ်အမှုကင်ပြတနာတော့ကလည်းမြင်ရတော့မှဖြစ်ပါတယ်နော်အဲ့တော့ဒီနေ့မြရပြတဲ့ဒုက္ခ၃မျိုး နော်အဲ့တော့ကျွန်တော်မိတ်ဆွေများစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများပြည့်စုံကြပါစေခင်ဗျာ